မင်္ဂလာပါကိုကေဝင်ခိုင်မာကျေးဇူးပါတယ်ရှင်ခိုင်ဒီနေ့နေလဲပူရာနဲ့စီမံဟင်းလေးလမ်းစားချင်တာနဲ့ပေါ့နော်စက်တောင်မန်ကျော်နဲ့ဇွန်ရချင်းဟင်းလေးချစားဖြစ်ပါတယ်ပထမဦးဆုံးစက်တောင်မန်တွေကိုစားနဲ့တည်ချနေပြီးတော့သူစီမံပါတယ်စီဒီအချွဲတွေထွက်သွားအောင်လို့တည်ချရေးဆေးလိုက်ပါတယ်ပြီးရင်ရေးဆေးထားတဲ့စက်တောင်မန်လေးတွေကိုစနွင်မယုတ်ကောင်းမုံချင်းချွတ်ပြူထောင်းထားတဲ့အရှိရဲ့စားစက်သားမုတ်ကိုထည့်ပြီးတော့ တက်တောင်မှန်လေးတွေထဲကိုအရသာဝင်သွားတဲ့ဒီတိချာစုံနေပေးလိုက်ပါမယ်ရှင်ရတာနေထားတဲ့ချက်တောင်မန်လေးတွေကိုနိုင်ခွက်လောက်ခဏအသားနှက်ထားပါမယ်။ပြီးလို့ရှိရင်တော့စီတေးစီအိုးတဲပြီးတော့ချက်တောင်မန်လေးတွေစားပြီးတော့ကျုပ်လို့ရပါပြီရှင်။ 10မိနစ်လောက်ကြောပြီးရနောက်မှာတော့အောက်ဖက် channel လေးကြီးကျက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြည်းဖြည်းချင်းနောက်တစ်ဖက်ကိုလှမ်းပေးပါမယ်ရှင်။ တစ်ဖက်လမ်းပြီးလို့5မိနစ်လောက်ဆက်ကြောပြီးတဲ့အခါမှာတော့ချက်တောင်မလေးလိုးတဲ့အပိုင်းလေးတွေကိုကျက်သွားအောင်ပေါ့နော်။ဥပက်ဒီဘက်လမ်းပြီးတော့တေချာကျက်သွားအောင်ကြောပေးပါမယ်ရှင်။ ိုဘက်ဒီဘက်လန်ရင်လည်းကြက်တောင်မန်လေးတွေအကျက်ညီလာပြီဆိုရင်တော့ရင်းနဲ့လေးမူမူနဲ့စားလို့ကောင်းတဲ့ကြက်တောင်မန်ကြိုလေးရပါပြီရှင်အခုဆက်လက်ပြီးတော့ပစုံရချင်းဟင်းလေးချက်ပါမယ်လိုအပ်တာတွေကတော့ကစုံယူနီလေးရဲ့ကြက်သွန်းလေးပစုံချောင်းနှင်းငပိနှင်းငယ်ကြက်သွန်းပြူလေးရဲ့ပြီးတော့မကြီးကြီးမဲ့လေးကိုစိတ်နာတာလေးရဲ့လိုပါမယ် ိုးပူလာပြီဆိုလို့ရှိရင်စီနေငယ်ထဲမယ်ပြီးလို့ရှိရင်စီပူလာပြီဆိုရင်တော့ဖိထားတဲ့ကြက်တုံလေးထည့်ပြီးတော့စီတက်ပါမယ်ရှင်ရချင်ဟင်းအယောင်လေးလာဖို့အတွက်စနေမုတ်လေးအနေနဲ့ထည့်ပြီးတော့ကျွတ်တူလေးနုံးလာတဲ့အထိစီးတက်ပါမယ်ရှင်။တွန်ထောင်းထားတဲ့ကျွတ်တူဖြူထည့်ပါမယ်။ ီတက်တဲ့ချစ်တော်လေးနွမ်းလာပြီဆိုလို့ရှိရင်တော့နှင်းငပိအနေငယ်လေးထောင်းနာတဲ့ပစုံချောက်လေးရထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်။စီတက်ထားတဲ့အနံ့လေးမှုလာပြီဆိုလို့ရှိရင်တော့ရင်းစိထားတဲ့ပစုံယူနီလေးထည့်ပါမယ်။ ကစွန်ရွက်လေးတွေနွမ်းလာပြီဆိုလို့ရှင်တော့အခိုင်လို့ရေထည့်ပါမယ်ရှင်ရေကိုကစွန်ရိုးနေလေးမြုပ်အောင်ထည့်ပြီးတော့ဖိုးအုပ်ပြီးတော့ဆိုးတဲ့ထိတဲထားလိုက်ပါမယ်ရှင်ဟင်းဦးလေးဆူလာပြီဆိုလို့ရှိရင်အရာသာအတွက်စားချက်သားမှုထည့်ပါမယ်ရှင်။ပြီးရင်တော့ခန်းလို့စိတ်နာတဲ့မကြီးသေးတဲ့အီလေးထည့်ပါမယ်။ အိမ်မှာတော့ပပအချင်းအရင်မကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခိုင်ရတစွန်းချင်းနည်းနည်းထည့်ရဲပေါ့နော်ထည့်ပြီးတော့မြည်ကြည့်ပါတယ်အဲ့တော့လိုမှပဲမကြီးနှစ်လေးကိုကတ်ထည့်ပါမယ်ရှင်မြင့်ကြည့်ပြီးရအောင်မှာတော့အချင်းတက်လေးလိုနေသေးလို့မြင့်ကြည့်နေလေးကိုထပ်ထည့်လိုက်ပါရှင် ရသားလေးအနေတော့ဖြစ်သွားပြီဆိုလို့ရှိရင်အနေငယ်ပြည့်စုံထားလိုက်ပါမယ်။ကိုဆိုလို့ရှိရင်တော့ကျက်တောင်မှန်ကျော်လေးနဲ့တွဲစားဖို့တွဲချင်ရင်းလေးရပါပြီရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။